ဧဒင်မြို့ရဲ့ကောင်းကင်ပေါ်30ကီလိုမီတာအမြင့်မှာလင်းရဲတစည်းကဇက်တိုက်ဝမ်းပတ်ပြန်တန်းနေပါတယ်။ဒီလင်းရနောက်ဆုံး2နာရီအတွင်းမှာဘသူနဲ့မှဆက်သွယ်မှုမရှိခဲ့ပါဘူး။လေကြောင်းထင်းချုပ်ရေးမှုက16ကြိမ်အထိလင်းရဲနဲ့ဆက်သွယ်မှုကြိုးစားခဲ့ပေမဲ့အချိန်တိုင်းမှာတုံ့ပြန်မှုပြန်မရခဲ့ပါဘူး။အခုတော့အခြေအနေတွေကကြီးကြီးမားမားဆိုးရွားလာပါတယ်။လင်းရဲကပြတ်ပြေးဆွဲခံရတာများလားလို့လူတွေကတွေးနေကြပြီ။ထားကြောင့်အချိန်ထက်မပြုံးတော့ဘဲနဲ့ဂရိလီဒါက F16 တိုက်လေနှစ်စီးကိုလွတ်တင်လိုက်ပါတယ်။ ဒါမှတို့ကလင်းရဲ့အခြေအနေကိုကြည့်ရှုစစ်ဆေးနိုင်မှာပါ။ဒါပေမဲ့တိုင်းလင်းနေရောက်ရှိပြီးလင်းရင်ပတင်းပေါက်ကနေအတွင်းဘက်ကိုကြည့်လိုက်တဲ့အခါမြင်လိုက်ရတဲ့မြင်ကွင်းကတော့ကြောက်ခမန်းလေးလေးပါပဲ။လင်းရင်ခေါင်းကနေကကပ္ပင်ရဲ့ထိုင်ကုန်ကအလွတ်ဖြစ်နေပြီးတော့ပထမတန်းအရာရှိကသူ့ရဲ့ထိုင်ကုန်မှာခေါင်းငိုက်ဆိုင်ကျနေပါတယ်။လင်းရင်အတွင်းထဲကကျန်တဲ့ခီးတွေကြီးကလည်းပဲသတိပဲလင့်နေကြတာလားဒါမှမဟုတ်သိဆုံးနေကြပါလားဆိုတာဝေခွဲလို့မရပါဘူး။ဒီလိုတာမန်ခီးစဉ်တစ်ခုက ရုတ်တရက်ဒီလိုကြောက်စရာကောင်းတဲ့အခြေအနေကိုဘယ်လိုရောက်သွားတာလဲဒီနေ့ဗီဒီယိုမှာတော့ Helios Flight 522ရဲ့လေဝဲဆန်းကျင်လာတဲ့ဒီအဖြစ်အပျက်ကိုပြောပြပြီးတော့မှာဖြစ်ပါတယ်မိတ်ဆွေတို့အတွေ့အကြုံနဲ့အမြင်တွေရရှိဖို့စောင့်မြတ်မြတ်ဖတ်ပါမဖတ်နိုင်ရင်မဖတ်အားရင် Web or Audio Book Application မှာနားထောင်ပါ Application ကိုအခုပဲ download ချလိုက်ပါ link ကို comment မှာချပေးထားပါတယ်ခင်ဗျအပြည့်စိုးကြီးမတိုင်ခင်2005ခုနှစ်ဩဂုတ်လ13ရက်ညပိုင်းမှာ လန်ဒန်မြို့ဟီထရိုလေဆေးကနေ Boeing 737လေယာဉ်တစ်စီးကပြန်တက်ခဲ့ပါတယ်။ဒီလေယာဉ်ကိုအိုလံပီယာလို့နာမည်ပေးထားပြီးတော့မှ Cyprus မြို့လာနကာနိုင်ငံတကာလေဆေးကို ပြန်တန်းနေခဲ့တာပါ။ဒီလေယာဉ်ကို Helios Airways ကပိုင်ဆိုင်ခဲ့တာဖြစ်ပြီးတော့မှဒီလေကြောင်းလိုင်းကဇင်းတုံးချိုးထားတဲ့အတွက်ဥရောပတို့ကမှခီးစင်းတွေအများဆုံးပြေးဆွဲနေတဲ့လေကြောင်းလိုင်းဖြစ်ပါတယ်။ပြန်တန်းမှုရဲ့အစားကပုံမှန်ပါပဲ။ခဏကြာတော့လေအမှုတန်းတွေက တကားနာကနေထွက်လာတဲ့ထူးဆန်းတဲ့အတန်တစ်ခုကိုကြားလိုက်ရပါတယ်။ဒါကြောင့်စစ်ဆေးကြည့်တဲ့အခါတကားပက်လယ်မှာရေခဲအလွှာတွေဖြစ်နေတာကိုတွေ့မြင်ခဲ့ရပါတယ်။ဒီကိစ္စကိုနေပညာဆိုင်ရာမှတ်တမ်းစာအုပ်ထဲမှာမှတ်သားထားခဲ့ပြီးတော့ဒါမှစဉ်းသက်တဲ့အခါအင်ဂျင်နီယာတွေကဒီပြဿနာကိုစစ်ဆေးနိုင်မှာပါ။ဒီလိုနဲ့ညတနိုင်းနဲ့25မိနစ်မှာတော့လင်းကလန်နကလေးစိတ်မှာစဉ်းသက်ခဲ့ပါတယ်။လင်းမှုကမြေပြင်အင်ဂျင်နီယာအယ်လန်အဲဝင်းကိုလင်းကိုယ်ရဲ့အထက်ကပြားစနစ် pressure system ကိုစစ်ဆေးဖို့ပြောခဲ့ပါတယ်။ ဒီစနစ်ကလင်းပြန်တန်းနေချိန်မှာခီးသည်တွေကိုအောက်ဆီဂျင်ပေးဖို့အတွက်လိုအပ်ပါတယ်။ဒါကြောင့်မဲအလန်ကလင်းကိုစစ်ဆေးဖို့သူလုံနေကြအတိုင်းပဲ။ထင်းချုံမှုကိုအလိုလျောက်စနစ်အော်တိုကနေကိုရိုင်းထင်းစနစ်မန်နူရယ်မူဒ်ကိုပြောင်းလိုက်ပါတယ်။ဒါပေမဲ့စစ်ဆေးနေစဉ်တွင်ဘာပြဿနာမှမတွေ့ခဲ့ရပါဘူး။အကုန်လုံးကအဆင်ပြေနေပါတယ်။ဒါပေမဲ့သူကအမားကြီးတစ်ခုကိုလုံလိုက်မိတယ်။အဲ့ဒါကတော့သူစစ်ဆေးပြီးတဲ့အချိန်မှာထင်းချုံမှုကိုအော်တိုစနစ်မှာပြန်မထားခဲ့ပါဘူး။ဒါကိုမသိဘဲနဲ့နိုင်နေငယ်ကြတော့လင်းကပြန်လဲထွက်ခွာဖို့အဆင်သင့်ဖြစ်နေပါတယ်။ ဒါပေမဲ့ဒီအမားကြီးကိုတော့ဘယ်သူကမှသတိမထားမိခဲ့ကြပါဘူး။ကာဇမာဆိုရဲ့မနက်ခင်း၂005ခုနှစ်ဩဂုတ်လ14ရက်နေ့ကအရာအလုံးပြောင်းလဲသွားတော့မယ့်နေ့တနေ့ပါ။ဒီနေ့ကလူတိုင်းအတွက်တော့တာမန်နေ့တနေ့ပါပဲ။မနက်3:15မှာတော့ Flight 522ကပြန်တန်းခွင့်ရရှိခဲ့ပါတယ်။ဒီကြီးစင်က Cypress မြို့လမ်းနာကလေဆေးကနေအေဒင်ကိုဖြတ်ပြီးတော့မှ Prag မြို့ကိုပြန်တန်းသွားမှာပါ။ဒီကြီးစင်အတွက်လင်းခေါင်းကန်းထဲမှာရှိနေကြတာကအထွေကြောင့်ရဲ့လင်းမှုနှုတ်ဖြစ်ပြီးတော့မှအသက်59နှစ်အရွယ် ကပတင်ဟန်စ်ဂျာဂန်မာတန်နဲ့အသက်52နှစ်အရွယ်ရှိတဲ့ပထမတန်းအရာရှိဖန်ဘော့ခ်ချာရာလန်ဘော့ခ်တို့ဖြစ်ကြပါတယ်။သူတို့နှစ်ဦးကောင်းပြန်တန်းခြင်းကနိုင်ပေါင်း2300ကျော်အတွေ့အကြုံရှိကြတဲ့သူတွေပါ။ပြန်တန်းမှုခီးစင်မှာစုစုပေါင်းခီးတဲ့135ဦးလိုက်ပါလာပြီးတော့ဒီထဲမှာကလေးငယ်ရင်းနဲ့မိသားစုတွေလည်းပါဝင်ပါတယ်။လေရင်အမှုတန်း၄ဦးနဲ့လေရင်မှု2ဦးတို့ပါတဲ့ဒီအဖွဲ့ကမနေ့စောစောခီးစဉ်အတွက်လုံးဝကိုအစင်သင့်ဖြစ်နေကြပါပြီ။သူတို့ရဲ့စိတ်ထဲမှာလည်းအကုန်လုံးကပုံမှန်ပါပဲ။ ဒါပေမဲ့ဘယ်သူကမှမသိထားကြတဲ့အကြောင်းအရာတွေကရှိနေပါတယ်။တကယ်တော့ဒီလေယာဉ်မှုနှစ်ဦးရဲ့အထိတ်ကယုံကြည်စရာတော့သိမရှိခဲ့ပါဘူး။ကပတိန်ဟန်ဇာဂန်မာတန်ကအရင်က British လေကြောင်းလိုင်း jet2.com ကနေအလုပ်ပြုခံရမှုပါတယ်။ဘာကြောင့်လဲဆိုတော့သူကလုံခြုံရေးစီးမင်းတွေကိုချင်းချင်းချိုးဖောက်တက်ပြီးတော့လိုအပ်တဲ့စီးမင်းတွေကိုလေလုရှုတက်လို့ပါ။ဒါကို Helios Airways ကသူ့ကိုတေချာတဲ့စစ်ဆေးမှုမရှိဘဲနဲ့နောက်ရေလေယာဉ်ခေါင်းကန်းထဲမှာပြန်ထိုင်စေခဲ့ပါတယ်။ ထမတဲ့အရာရှိဘန်ဘော့စ်ကလည်းတာဝန်ယူမှုသိရှိသူမဟုတ်ပါဘူး။သူကအလုပ်ကိုမြင်မြန်ဆန်းဆန်းပြီးစလွယ်လုပ်တတ်တဲ့အချင်းရှိသလိုသူကိုယ်တိုင်ကပတင်ဟန်စ်ဂျာဂန်မာတင်ရဲ့အလေးမထားမှုကိုအကြီးကြီးတိုင်ကြားခဲ့ပူပါတယ်။ဒီလိုမျိုးလေအမှုတန်းအဖွဲ့ရဲ့ခေါင်းဆောင်တွေကစိတ်မချစရာမေးခွန်းတွေအပြည့်နဲ့ပေါ့။ဒီလိုနဲ့မနက်9:00နာရီမတိုင်ခင်ကပတင်ပထမတဲ့အရာရှိနဲ့ဂျန်နဲ့အမှုတန်းတွေကလေးစည်းကိုရောက်ရှိခဲ့ကြတယ်။သူတို့ကပြန်တက်ချိန်မတိုင်ခင်ပြင်းစင်မှုအလုံးပြီးစီအောင်ဆောင်ရွက်ဖို့ရောက်ရှိလာခဲ့ကြတာပါ။ ဒါပေမဲ့အဲ့ဒီနေ့မှာပဲလေယံမူရန်ချိုးကရုတ်တရက်ပြားနာခဲ့ကြပါတယ်။ဒါကြောင့်လေယံမူရန်ဖွဲ့ကိုလူစုံအောင်ခေါ်လို့မရခဲ့ပါဘူး။ဒါနဲ့ပဲနောက်ဆုံးမဖြစ်တော့တဲ့အချိန်မှာတော့လေယံမူရန်အသစ်နှစ်ဦးကိုခေါ်ယူခဲ့ရပါတယ်။ဒီလူတွေကတော့ Loexa Votron နဲ့ Andrix Prodromo တို့ပါပဲ။အစက Andrix ကဒီကီးစင်မှာလိုက်ပါဖို့မရည်ရခဲ့ပါဘူး။ဒါပေမဲ့သူရည်စားပြတဲ့ Loexa ကဒီကီးစင်မှာတောင်းဝန်ကြတယ်ဆိုတာသိလိုက်ရတဲ့အတွက်သူကမဆိုင်မတော့ဘဲနဲ့လိုက်ပါမယ့်အကြောင်းကိုပြောလိုက်ပါတယ်။ ဒါပေမဲ့ဒီဘာမဟုတ်တဲ့ဆုံးဖြတ်ချက်လေးကနိုင်ပိုင်းတွေမှာသူတို့ဘဝရဲ့အကြီးအမားဆုံးတွေ့ကြုံဖြစ်လာမယ်ဆိုတာကိုတော့သူတို့မသိခဲ့ပါဘူး။အတန်တိတ်အန်တရဲ့စတင်ချင်းခရီးသည်တွေလေရင်ပေါ်ကိုတက်လာတာနဲ့အမျှခေါင်းကန်းတွေကလေမှုနှစ်ဦးကလည်းပုံမှန်ပြန်တမ်းမှုမတိုင်ခင်စစ်ဆေးရမယ့်စည်ရင်ကိုလှုပ်ဆောင်နေကြပါတယ်။ဒီလုပ်ငန်းစဉ်ကလေရင်မပြန်တမ်းခင်တိုင်းမှာလှုပ်ဆောင်မယ်လုပ်ငန်းစဉ်တစ်ခုဖြစ်ပြီးတော့သူတို့ကခလုတ်တွေစနစ်တွေအားလုံးကိုဂရုစိုက်စစ်ဆေးရပါတယ်။ဒါမှပဲလုံခြုံတဲ့ပြန်တမ်းမှုတစ်ခုဖြစ်မှာပါ။ ဒါပေမဲ့ဒီမနက်မှာတော့ခီးစင်ကလည်းနဲ့နောက်ကျနေပါတယ်။ဒါကြောင့်မဲ့အလင်းစလိုနဲ့ကပတင်နဲ့ပထမတန်းအရာရှိကစရင်ကိုမြေမြေဆန်ဆန်ပြီးမြောင်လှုပ်ဆောင်လိုက်ကြတယ်။ဒါပေမဲ့ဒီချိန်တွင်းမှာပဲသူတို့ကမားကြီးတစ်ခုကိုလုံးမိသွားပါတယ်။သူတို့သတိမထားမိလိုက်တာကတော့လေရင်ကိုယ်ရဲ့အတွင်းဖိအားထိန်သိမ်းမှုစနစ် Cabin Pressurization Mode Selector မှာခလုတ်ကမန်နျူရယ်မှာရှိနေသေးတာကိုပါပဲ။တကယ်ကဒါကူအော်တိုဘမှာခြားထားတင်တာပါ။ဒီလိုနဲ့မနက်6:00နာရီနဲ့9:00မိနစ်မှာတမ်းမတ်ချိန်တဲ့10မိနစ်နောက်ကျပြီးတော့မှ Flight 522က လာနာကလေဆိပ်ကနေပြန်တက်လာခဲ့တယ်။အစာပိုင်းမိနစ်အနည်းငယ်ကတော့ပုံမှန်ပါပဲ။ရှာသီဦးရုကလည်းခြေလင်းနေပြီးတော့လေရင်ကလည်းကောင်းငင်ဘမှာတဖြည်းဖြည်းနဲ့မြင့်တက်နေပါတယ်။အဲဒီလိုနဲ့ပြန်တန်းပြီး၄မိနစ်အကြာမှာတော့မြေပြင်ထင်းချုပ်ကြီးကလေရင်ကိုပေ3400အမြင့်ထိပြန်တန်းွက်ပြုလိုက်ပါတယ်။အဲဒီကနေတကယ်ပြဿနာကစတာပဲ။လေရင်ရဲ့အမြင့်ပေမြင့်တက်လာတာနဲ့အမျှလေရင်ကိုရဲ့အထက်မှာလေးပြီးအားကမငြိမ်တော့ပါဘူး။ ဘေးရင်အတွင်းထဲကလေတုကတပြေးပြေးပါလွာလာပြီးတော့အောက်ဆီဂျင်ပမာဏကဆက်လိုက်ကိုကြာဆင်းသွားပါတယ်။ဒါကြောင့်ပြန်တမ်းပြီးအချိန်9မိနစ်အတွင်းမှာပဲဘေးရင်ခေါင်းခဲထဲမှာထူးဆန်းတဲ့သတိပေးသံတစ်ခုမြည်လာပါတော့တယ်။ဂျာကကဘင် altitude warning alarm ဖြစ်ပြီးတော့မှကိုရီးယားထဲကအောက်ဆီဂျင်ပမာဏကအန်ဒီရရှိတဲ့အဆင့်တိကိုကြာရောက်သွားခြင်းချက်ချင်းအောက်ဆီဂျင်မျက်နှာပုံးတက်ဖို့အတွက်လိုအပ်ချိန်မှာအသံမြည်ပါတယ်။ဒါပေမဲ့အန်အောင်စရာကောင်းတာကဒီသတိပေးသံကလေရင်ကပုံမှန်မြင့်ပြီးမှရှိနေတယ်လို့မြည်ခဲ့တာပါ။ ဒါတော့ပဲမြင်တဲ့နေရာမှာဒီသတိပေးတယ်မြည်တာကလေမှုနှစ်ဦးစလုံးကိုအားအသင့်တော်စေတယ်။ဘာမှနေတယ်ဆိုတော့သူတို့နားမလည်ခဲ့ပါဘူး။တစ်ချိန်တည်းမှာပဲအခြေအနေတွေအားလုံးကအယံကိုဆိုးရွားလာနေပြီးအချိန်ကလည်းမလောက်တော့ပါဘူး။ခေါင်းငယ်ထဲမှာရှုပ်ထွေးမှုတွေဖြစ်နေတယ်လို့လေရင်တွင်းမှာလည်းခီးတွေကဆိုးရင်ပူပန်နေကြပါတယ်။လေအမှုရန်ဖွဲ့ဝင်တွေကသူတို့ကိုအေးစေးတည်ငြိမ်အောင်ကြိုးစားနေကြပြီးမဲ့သူတို့ရဲ့မျက်နှာတွေအပေါ်မှာလည်းကြောက်ရွံ့မှုကိုရှင်းရှင်းလင်းလင်းမြင်နေရပါတယ်။ခေါင်းငယ်ထဲမှာလေအမှုတွေကလေချောင်းထင်းသိင်းနဲ့ထက်ကတက်ကဆက်ပြုတ်ကိုကြိုးစားနေကြပြီးမဲ့ မင်းနဲ့အနေငယ်ကြမှာပဲလင်းရဲ့ ADC နဲ့ဆက်တွေ့မှုကလုံးဝပြတ်တောက်သွားပါတယ်။ထားကြပြပြဒင်းကျုပ်ရေးမှာနေလန်တစ်ခုပဲကြံပါတော့တယ်။အဲ့ဒါကတော့ radio ခေါ်ဆိုမှုပါ။ဒီလိုနဲ့ဒင်းကျုပ်ရေးစကားကရေဒီယိုကနေတဆင့်ဆက်တွေ့မှုဆက်လက်ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့အချိန်တိုင်းမှာတုံ့ပြန်မှုမရခဲ့ပါဘူး။အခုတော့ဒီကြီးစင်ကတာမန်ကြီးစင်တခုမဟုတ်တော့ဘဲနဲ့သူစနဲ့ကြီးစင်တခုဖြစ်လာပြီးတော့သူ့ရဲ့ပန်းနိုင်ကိုဘယ်သူမှမသိတော့ပါဘူး။အေဒင်မျိုးပေါ်မှာပျောက်ဆုံးသွားခြင်းဒီလေရင်ကမနေ့စနေနဲ့45မှာအေဒင်လေးစိတ်မှာဆင်းသက်မှာဖြစ်ပါတယ်။ ။ဒါပေမဲ့မနက်9:23မှာတော့လေရင်ကပေ3400အမြင့်ကိုရောက်ရှိသွားပါပြီ။မနက်9:30ခွန်မှာဒီလေရင်ကအေးတင်းရဲ့လေပိုင်းနဲ့တက်ကိုဝင်ရောက်လာပါတယ်။ဒါပေမဲ့ဘယ်လေရင်မှူးစီကမှထုံပြင်ချက်မရခဲ့ပါဘူး။မနက်စင်တိုင်းစနစ်ကနေစင်တိုင်း90အထိဇက်တိုက်ရေဒီယိုခေါ်ဆိုမှုတွေပြုလုပ်ခဲ့ပြီးမယ်။လေရင်ဘက်ကလုံးဝတိတ်ဆိတ်နေပါတယ်။တကယ်တမ်းမှာလေရင်မှူးနှုတ်ဦးစလုံးကအောက်ဆီဂျင်လုံလောက်စွာမရရှိမှု hypoxia ကြောင့်အသက်မရှိတော့ပါဘူး။ ဒါကအန်ဒီရရှိတဲ့ဂျမ်းမာရဲ့ခြေနေတစ်ခုပြစ်ပြီးတော့ခန္ဓာကိုယ်မှာလုံလောက်တဲ့အောက်ဆီဂျင်မရရှိတော့ရင်သူ့ရဲ့အကျိုးဆက်ကပထမဆုံးသင်ရဲ့မျက်စိအမြင်အာရုံအားနည်းလာပါတယ်။ပြီးရင်အုံနောက်ကထုံတိုင်းပြီးတော့မှရှုပ်ထွေးသွားပါတယ်။ခန္ဓာကိုယ်ရဲ့ဟန်ချက်ညီမှုပြည့်ပြည့်လာပြီးတော့လူရဲ့အပြည့်အမူကပါလုံးဝပြောင်းလဲသွားပါတယ်။နောက်ပြီးတော့ကပတင်နဲ့ပထမတန်းအရာရှိတို့ကပေတကောင်းခွဲအမြင့်မှာတော့အောက်ဆီဂျင်မျက်နှာပုတ်မတက်ခေကြပါဘူး။ဒါကြောင့်အောက်ဆီဂျင်မလုံလောက်ခြင်းရဲ့အကျိုးသက်ရောက်မှုကသူတို့အပေါ်မှာမြင်မြင်ဆက်ဆံပဲဖြစ်ပေါ်ခဲ့ပါတယ်။ အခုတော့အချိန်ကမနက်09:45ဖြစ်သွားပါပြီ။ဒီအချိန်ကလေရင်မြေပြင်ပေါ်ဆင်းသက်မဲ့အချိန်ပါ။ဒါပေမဲ့လေရင်မှုတွေကဒီလိုပြစ်သွားတော့လေရင်ကအထင်းကျုံမဲ့သွားပြီ။ဘဲကိုပြန်တန်းသွားမှလဲ။နောက်ပြီးဒီထက်ကြီးမားတဲ့မေကုံကတော့အဲ့ဒီလေရင်ထဲကလူတွေအခုထိအသက်ရှင်နေသေးလားဆိုတာပါပဲ။ Flight 522နဲ့နောက်ဆုံးဆက်သွယ်ခဲ့တာ16မိနစ်ကြာသွားခဲ့ပါပြီ။အဲ့ဒီအချိန်မှာလေရင်ကအေတင်းရဲ့လေပိုင်နဲ့ထင်းပါပါ။ဒီနောက်ကိုလည်းမိနစ်40လောက်ကြာတဲ့အထိလေချောင်းထင်းကျုံကြီးအပြင်အနီးနားကပြန်တန်းနေတဲ့လေရင်ကြီးအားလုံးကပါ။ နေရင်နဲ့ထက်ကထက်ကဆက်သွယ်ဖို့ကြိုးစားခဲ့ကြပါတယ်။ဒါပေမဲ့အချိန်တိုင်းမှာဘာမှတုံ့ပြန်ချက်မရှိပါဘူး။မတူညီတဲ့ရေဒီယိုချိန်နှုန်းတွေနဲ့အချိန်30ကျော်ခေါ်ဆိုမှုတွေပြုလုပ်ခဲ့ပြီးမြဲအားလုံးကအချင်းနီးပါပဲ။ဒါပေမဲ့အပြစ်ဘက်ကကြည့်ရင်လေရင်ကလုံးဝပုံမှန်ပြန်သန်းနေတယ်လို့ပဲလို့ထင်ရပါတယ်။ဒါကြောင့်မြေပြင်ထင်းကျုပ်ကြီးကလေရင်ရဲ့ရေဒီယိုစနစ်မှာနေပညာဆိုင်ရာပြဿနာတခုခုရှိနေရမယ်လို့ထင်ခဲ့ပါတယ်။ဒီအချိန်မှာပဲတန်တရားတွေကိုပို့ပြီးတော့မှဆိုးရွားစေခဲ့တဲ့အခြေအနေတခုထပ်ပြီးတော့မှဖြစ်လာခဲ့ပါတယ်။အဲ့ဒါကတော့ flight 522က အစပိုင်းမှာကတော့ပုံမှန်တိုင်းလေရင်ကိုဆင်းသက်ဖို့ပြင်ဆင်ခဲ့ပြီမဲ့လေရင်ကချက်ချင်းဆိုသလိုပြန်လဲသွားပြီးတော့မှဒူလာတဲ့လမ်းကြောင်းတိုင်းပဲပြန်လှည့်သွားခဲ့ပါတယ်ဒါကိုကြည့်ပြီးတော့မှအခုလေရင်ကအလိုလျောက်ဆောင်ဆိုင်မှုပုံစံ automatic holding pattern တဲမှာလဲပတ်နေတယ်ဆိုတာကိုသိနိုင်ပါတယ်ဂျာကဆင်းသက်မှုလွဲချော်သွားတဲ့အခါစနစ်ကသူ့ဟာသူရွေးချယ်လိုက်တဲ့ပုံစံတစ်ခုဖြစ်ပါတယ်ဒီလိုဖြစ်သွားတာကိုမြင်လိုက်ရတဲ့အခါမြေပြင်ပေါ်ကလေကြောင်းထင်းထင်းကြီးက ီလီရင်နဲ့ပတ်သက်ပြီးတော့မှတခုခုအရန်မှားယွင်းနေပြီဆိုတာကိုရှင်းရှင်းလင်းလင်းသိသွားကြပါတယ်။တချိန်တည်းမှာပဲပေထောင်ကြီးအမြင့်ကနေလီရင်အတွင်းမှာဖြစ်ပျက်နေတာတွေကိုကျွန်တော်တို့အပြေအဝသိနိုင်မှာမဟုတ်ပါဘူး။ဒါပေမဲ့သေချာတာတခုကလီရင်ထဲမှာကြောင်ရွံ့မှုဆိုရင်ပူပန်မှုတွေနဲ့မျောလင်းချက်ကင်းမဲ့သူတွေရှိနေခဲ့မှာပါ။လီရင်အမှုတန်းတွေကလည်းသူတို့ရဲ့ထိုင်ခုံတွေမှာထိုင်နေကြပြီးတော့လီရင်မှုတွေအရေးပေါ်စဉ်တက်မှုတခုကိုပြုလုပ်မယ်လို့မျောလင်းနေကြမှာပါ။ပြောချင်တာကလီရင်ကိုအောက်ချဆင်းပြီးတော့လူတိုင်းရဲ့အသက်ကိုကယ်တင်မှုဖြစ်ပါတယ်။ ဒါပေမဲ့စိတ်မကောင်းစရာကဒီလိုမျိုးကိစ္စကဖြစ်မလာခဲ့ပါဘူး။လင်းရင်အမှုတန်းတွေကအောက်ဆီဂျင်မျက်နှာဖုံးတွေမှာမိနစ်အနည်းငယ်စာအသက်ရှူလို့ရယူမယ်ရှိတယ်ဆိုတာခေါင်းကောင်းသိကြပါတယ်။အခုတော့ခုံဆုံးသွားတဲ့စက္ကန့်တိုင်းနဲ့အတူသူတို့ရဲ့နောက်ဆုံးမျောလင်းချက်တွေကပါသွားခဲ့ပါတယ်။မြေပြင်ပေါ်ကအရာရှိတွေကတခုခုအယံမှားနေပြီဆိုတာကိုနားလည်သွားကြပါပြီ။ဒီလိုမျိုးမကောင်းတာတွေဖြစ်နေပြီဆိုတာကိုသိနေခဲ့တဲ့သူတို့က F16 တိုက်လေယာဉ်နှစ်စီးကို Flight 522ကိုစစ်ဆေးဖို့အတွက်ချက်ချင်းစဉ်လုပ်ပါတယ်။မင်းနဲ့နေငယ်အတွင်းမှာပဲဒီတိုက်လေယာဉ်တွေက လင်းရင်နားကိုရောက်ရှိသွားပြီးတော့မှသူတို့တဲကတစည်းကလင်းရင်နီးကိုကတ်သွားပြီးအတွဲဘက်မှာပါရီဖြစ်နေလဲဆိုတာကိုကြည့်ရှုခဲ့ပါတယ်ဒီလိုမျိုးတိုက်လင်းမှုတယောက်ကဂယူရဆိုင်ကြီးလိုက်တဲ့အခါပထမတန်းအရာရှိလင်းမှုရဲ့အထိုင်ကိုမှတယောက်ထိုင်နေတာကိုတွေ့ရပါတယ်ဒါပေမဲ့သူကောင်းကသတိလင့်နေတယ်လို့ငိုင်းဆိုင်ချနေပါတယ်ကပ်ပင်းကလည်းသူထိုင်ကောင်ကနေလဲချနေပါတယ်သတိမရတာလားဒါမှမဟုတ်ဒီတက်ဆိုးတာလားဆိုတာကတော့မသိရသေးပါဘူးဒါကြောင့်တိုက်လေရင်ကနည်းနည်းနောက်ဆုတ်ပြီးတော့လင်းရက်ကိုယ်ရဲ့ပြင်ပေါက်တွေကနေအတွင်းဘက်ကိုဆက်စစ်ကြည့်ရှုခဲ့ပါတယ် ။ဒါပေမဲ့မြင်လဲတဲ့မြင်ကွင်းကတော့သွေးပြက်စေရပါပဲ။လေရတစ်ခုလုံးမှလှုပ်ရှားမှုရှိမနေပါဘူး။ဘသူမှပရင်ပေါက်ကနေကြည့်မနေသလိုဘသူကမှလည်းသူတို့ကိုလက်ပြနှုတ်ဆက်နေတာမျိုးမရှိပါဘူး။အားလုံးကငြင်သက်နေကြပါတယ်။လေရင်ထဲမှာအချိန်တွေကရက်တန့်နေသလိုပါပဲ။နောက်တော့မနေ့7နိုင်နဲ့49လောက်မှာတိုက်လေရဲ့လေရင်မှုကလူတယောက်ကလေရင်ကိုယ်တွေကနေခေါင်းကန်းဘက်ကိုဖြည်းဖြည်းချင်းလမ်းလျှောက်နေတာကိုတွေ့လိုက်ရတယ်။နောက်10မိနစ်မှာပဲအဲ့ဒီလူကလေရင်မှုရဲ့ထိုင်ခုံမှာထိုင်လိုက်တာပြည်မြင်ရပါတယ်။ ။တန်လီရဲ့လီမူကလမ်းအချင်းနဲ့သူ့အချင်းတွေကိုမင်းမြတ်မှုစူးစမ်းပါတယ်။လင်မောကလူကသူပြောချင်တာတစ်ခုခုရှိနေပုံရပြီမဲ့အောက်ဆီဂျင်ချို့တဲမှုဒါမှမဟုတ်ပင်မနွမ်းနယ်မှုကြောင့်မို့လို့သူဘာမှပြန်ပြောနိုင်ခြင်းမရှိပါဘူး။ဒီလိုတွေ့ပြီးတမနစ်အကြာ79.50မှာတော့လင်ရဲ့ဘယ်ဘက်အင်ဂျင်ကရပ်သွားပါတယ်။ဒါကြောင့်ပဲလင်ကဘယ်ဘက်ကိုရှန်ပြီးတော့အရှင်ကြီးနဲ့အောက်ကိုထိုးကြလာပါတယ်။လင်မူထိုင်ပေါ်မှာထိုင်နေတဲ့ဒီလူကလင်ကိုထိချုပ်ဖို့ကြိုးစားနေခဲ့ပြီမဲ့အရာအလုံးကသိနောက်ကျသွားခဲ့ပါတယ်။ရှင်သန်နိုင်ဖို့နောက်ဆုံးတိုက်ခိုက်ခြင်း အခု flight fight တူတူကဒေဂျင်းနဲ့အရန်ကိုနီးကပ်နေပါပြီ။ဒီအချိန်အတွင်းမှာလေရင်ခေါင်းကန်းရဲ့ radio ကနေအတန်ပြတ်တောင်းပြတ်တောင်းနဲ့အကူညီတောင်းတာတခုခုကြားရပါတယ်။ time message မကောင်းစရာက radio ကချိန်လုံးအမှားပေါ်မှာရှိနေတဲ့အတွက်ဒီလူရဲ့နောက်ဆုံးစ조사မှုကအရာမတင်ခဲ့ပါဘူး။သူကလေယာဉ်နဲ့ထဲမှာစကားပြောနေတယ်လို့ပါပဲ။ဒါကိုနောက်ဆုံးပြတ်ကျတဲ့နေရာကနေအတန်သွင်းဆက် voice recorder မှတ်တမ်းရတဲ့အခါမှသာကဘာကသိရတာပါ။ဒီလူကနောက်ဆုံးချိန်ထိတိုက်ခိုက်နေခဲ့ပါတယ်။သူကမျိုးလင်းချက်ကိုမစွန့်လွှတ်ခဲ့ပါဘူး။ ိုင်မဲ့ကန်ဂျမာကသူ့ဘက်မှာရှိမနေသေးပါဘူးဒီလိုဖြစ်ပြီးခဏကြာမှပဲသူ့ရဲ့ဒုတိယအင်ဂျင်ညာဘက်အင်ဂျင်ကလည်းရပ်သွားပါတယ်ဒီအချိန်မှာတော့ဒီလူက F16 တိုက်လေယာဉ်မူတွေဘက်ကိုနောက်ဆုံးချင်းကြီးလိုက်တယ်သူကပြေးပြေးချင်းလက်ကိုမြှောက်ပြီးတော့အောက်ဘက်ကိုညွန်ပြနေပါတယ်မသိရင်အခုတော့ဘာမှမချင်တော့ဘူးလို့ပြောချင်သလိုပါပဲလင်းကရဲငုံမြန်တဲ့အရှိန်ကြီးနဲ့အောက်ကိုထိုးကျလာပါတယ်မြေပြင်ပေါ်ကအဖွဲတွေကလည်းဘာဖြစ်နေသလဲဘာလုပ်နိုင်သလဲဆိုတာကိုနားမလည်နိုင်ကြတော့ဘူးအားလုံးကထူးဆန်းစွာကိုပဲညီတက်နေကြပါတယ်ခဏကြာမှဒီလင်းက ဧသင်မြို့ကနေကီလိုမီတာ40လောက်အကွာဂရမတီကိုရဲ့တောင်ကုန်းတွေနဲ့တိုက်မိပြစီသွားပါတော့။အင်းကတောင်ကုန်းနဲ့တိုက်မိခဲ့တဲ့ဒီအစင်မချမ်းသာစရာချင်းကိုစဉ်းစားကြည့်လိုက်ပါ။အပြစ်မရှိတဲ့လူ121ယောက်အတွက်လွတ်မြောက်လမ်းမရှိတော့တဲ့အချိန်ကြီးပြီးတော့ပြည်စဉ်အစာဆုံးကိုမြင်တွေ့လိုက်ရပြီးတော့ဘာမှလုံးမပေးနိုင်ခဲ့တဲ့တိုက်လေရင်မှုတွေအစိတ်ခံစားချက်ဒါတွေကသူတို့ရဲ့မျက်လုံးတွေထဲမှာသာဝရအမတ်တရားဖြစ်သွားခြင်းမြင်ဝဲတခုဖြစ်ပါတယ်။ဒီအဖြစ်ပြည့်ရဲ့တရင်ကတော်မီလူကူပဲအလင်းမြန်ပြန့်နှံ့သွားပါတယ်။ ချက်ချင်းကိုပဲကယ်ဆယ်လုပ်ငန်းတွေကိုစတင်ခဲ့ပြီးတော့ဒေသုံးသူတွေရဲ့ခန္ဓာကိုယ်တွေကိုတခုပြီးတခုကောက်ယူနိုင်ခဲ့ပါတယ်။ဒါပေမဲ့အလောင်းချုပ်ကိုခွဲစိတ်ဆစ်ဆီးကြည့်တဲ့အခါမှာတော့ထိုင်လန်ဆရာအကြောင်းအရာတခုကပေါ်ထွက်လာပါတယ်။ခီးတယ်အများစုနဲ့လေရင်မှုတွေကလေရင်ပြတ်မကျခင်ကတည်းကဒေသုံးနေကြတာပါ။ဆိုလိုတာကလေရင်ကလေရင်မှုမရှိဘဲနဲ့နှစ်နာရီလောက်လေထဲမှာပြန်တန်းနေခဲ့တယ်။ဒါဆိုရင်လေရင်မှုတွေဒေသုံးသွားပြီးတဲ့နောက်လေရင်ကိုဘယ်သူကမောင်းနေနေခဲ့တာလဲ။ဒီမေးခွန်းအတွက်အပြေကိုဒီဗီဒီယိုရဲ့အစမှာကျွန်တော်ပြောပြပေးခဲ့ပါတယ်။သူကတော့လေရင်အမှုတန်း Andrix ပရိုဒရမောပါပဲဟုတ်ပါတယ်အန်ဒရစ်ကပဲနောက်ဆုံးအချိန်ထိလင်းကိုထင်းကျုပ်ဖို့ကြိုးစားပေးခဲ့တာပါသူ့ရဲ့အတန်ပြတ်တောင်းပြတ်တောင်းကလေချောင်းထင်းသိမ်းရေးစီကိုရောက်ရှိခဲ့ပါတယ်အဲ့ဒီမှာသူကမေဒီမေဒီကိုအနည်းဆုံး၅ချိန်လောက်ပြောပြီးတော့မှအကူအညီတောင်းခဲ့ပါတယ်အန်ဒရစ်မှာ UK ရဲ့စီးပွားပြည့်လင်းမှုလိုင်စင်ရှိပါတယ်ဒါပေမဲ့သူ့မှာ Boring 737လို့ကြီးမားပြီးရှုပ်ထွေးတဲ့လင်းမျိုးကိုမောင်းနေမှုအတွေ့အကြုံမရှိပါဘူးဒါတော့မှသူကအချိန်တွေကိုရင်ဆိုင်ခဲ့ပြီးတော့လေရင်ကိုလူရည်ထူတဲ့နေရာကနေဝေးရာ ဘန်ကုံးလာတစ်ခုစီကိုလှည့်မောင်းခဲ့ပါတယ်။မာမြင်မှုတွေကိုခြေရကန်လိုက်ခြင်း၁၅လလောက်အကြာမှာဂရိအစိုးရကဒီအဖြစ်ပြကြောင်းအစင်ကန်စာတစ်ခုကိုထုတ်ပြန်ခဲ့ပါတယ်။ဒီထဲမှာပေါ်ပြထားချက်အရဒီကြောက်စရာကောင်းတဲ့မတော်တဆမှုရဲ့အကြီးအမားဆုံးတဲ့တစ်ခုဒီတော့အကြောင်းရင်းကခလုတ်တစ်ခုကြောင့်ဖြစ်ပါတယ်။ဖိအားထိန်သိမ်းမှုခလုတ် pressurization pattern က auto စနစ်မှာရှိနေတဲ့ပေမဲ့အမားတစ်ခုကြောင့်မလို့ manual စနစ်မှာရှိနေကြရပါတယ်။လေရင်ကကောင်းကင်ဘက်မှာမြင့်တက်လာတာနဲ့အမျှလေထဲကအောက်ဆီဂျင်ပမာဏကလည်းကျဆင်းလာပြီးတော့ ခီးတရားခေါမှုဝေမှုတွေရှိကြရပါတယ်လူတွေရာလေးလံလာပြီးတော့အသက်ရှူရလဲခက်ခဲလာတယ်ဒီအချိန်မှာပဲခေါင်းကန်းတွေကသတိပေးတဲ့တကူမြည်ခဲ့တယ်ဒါပေမဲ့လေရင်မှုကဒါကိုအသားမနီးပညာဆိုင်ရာအမားရွေးတကူလို့ထင်ခဲ့တာပါတကယ်တမ်းမှာအဲ့ဒီသတိပေးတဲ့ကလေရင်ထဲမှာအောက်ဆီဂျင်ကုန်ခန်းနေကြောင်းကိုသတိပေးနေတာပါသို့တော်ဒီအချက်ကိုနားလည်ဖို့ကနောက်ကျသွားခဲ့ပါတယ်အစိုးရကဒါကိုလူကြောင်းဖြစ်တဲ့အမားလို့မှတ်ယူခဲ့ပါတယ်ဒါပေမဲ့တကယ်တမ်းတာဝန်ရှိသူတွေကလေရင်ကိုပြင်ဆင်မှုပြီးတဲ့နောက်ဒီခလုတ်ကိုပြန်မပြောင်းခဲ့ကြပဲပေါ်ရော်သူတွေနဲ့ ။ဘင်မှုကိုဒီအကြောင်းအတိပေးခဲ့ခြင်းမရှိကြသူတွေပါ။ဒီကလုတ်တစ်ခုတည်းကသာနေရာမှန်ကန်ခဲ့မယ်ဆိုရင်ဒီနေ့လူ121ယောက်ပဲအသက်ရှင်နေဦးမှာပါ။ဒီမတော်တဆမှုဖြစ်ပြီးတဲ့နောက်ပိုင်းမှာလည်း Helios လေကြောင်းလိုင်းကအချိန်တစ်ခုအထိခီးစဉ်တွေကိုဆက်လက်ပြေးဆွဲနေခဲ့ပါတယ်။ဒါပေမဲ့2006ခုနှစ်နိုဝင်ဘာလမှာအရှုံးပေါ်ခဲ့တော့ကုမ္ပဏီကိုပိတ်လိုက်ရပါတယ်။2009ခုနှစ်မှာတည်ဆုံးခဲ့ရတဲ့ခီးတွေရဲ့မိသားစုတွေက Boring Company ကိုဒေါ်လာ9.38ဘီလီယံတန်နဲ့တရားစွဲဆိုမှုတစ်ခုပြုလုပ်ခဲ့ပါတယ်။ တို့ရဲ့ဆွဆွဲချက်မှာအောက်ဆီဂျင်နေပါမှုနဲ့ပြန်တက်ခြင်းသတိပေးချက်ဆိုတဲ့မတူညီတဲ့အန်ဒီယရှိအခြေအနေနှစ်ခုအတွက်သတိပေးတာတစ်ခုတည်းကိုအသုံးပြုထားတာထို့တော့အန်ဒီယရှိတဲ့အခြေအနေဖြစ်ကြောင်းဆိုထားပါတယ်။နောက်ပိုင်းမှာတော့ဒီမူကင်းကိုတရားရုံးပြန်ပတ်မှာပဲဖြေရှင်းခဲ့ကြပါတယ်။ဒါအပြင်2008ခုနှစ်မှာ Helios Company ရဲ့အရာရှိလေးယောက်ကိုထပ်ပြီးတော့မှတရားစွဲခဲ့ပါသေးတယ်။ဒါပေမဲ့2012ခုနှစ်မှာတော့တယောက်တည်းကိုပဲအပြည့်ရှိကြောင်းတွေးရှိခဲ့ပြီးဂျန်နဲ့သူတွေကတော့တန်ငွေပေးဆောင်ပြီးထောင်နဲ့ကနေလွတ်မြောက်သွားကြပါတယ်။ ဒီနေ့အထိဒီမတော်တဆမှုနဲ့ပတ်သက်ပြီးတော့လူတွေကအရင်ထောသာထွက်နေစေပါလူအများစုယုံကြည်နေကြတာကဒီကိစ္စမှာအပြေအဝတရားမျှတမှုမရသေးဘူးဆိုတာပါပဲလက်ရှိမှာတော့လင်းပြတ်ကျခဲ့တဲ့နေရာမှာအထိမ်းအမှတ်ကုကိုဆောက်လုပ်ထားခဲ့ပါတယ်ဒါအပြစ်မရှိတဲ့လူ121ယောက်ရဲ့အသက်တွေကဘာမှမဟုတ်တဲ့အမှားတစ်ခုကြောင့်ဆုံးရှုံးခဲ့ရတယ်ဆိုတာကိုကျွန်တော်တို့ကိုသတိရစေပါတယ်ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲခင်ဗျာတကယ်လို့ဒီနေ့ဗီဒီယိုကကြိုးရှိမယ်ဆိုရင်မိတ်ဆွေတယောက်နဲ့မျှဝေပေးပါမိတ်ဆွေတို့မှတ်သားခဲ့ရတဲ့အကြောင်းအရာတွေအတွေးတွေကိုလည်းမျှဝေပေးခဲ့ပါဦး ျွန်တော်ရဲ့ channel က comment တိုင်းကိုဖတ်ကြည့်ပါရခင်ဗျာတကယ်လို့ဒီ video ကမိတ်ဆွေတို့အတွက်အကျိုးရှိမယ်ဆိုရင်ကျွန်တော်ရဲ့ the world power မြန်မာ channel ကို like and subscribe လုပ်ထားဖို့အကြံပေးပါရစေကျွန်တော်ရဲ့ facebook page ကိုလည်း like and follow လုပ်ထားပြီးတော့ကျွန်တော်ရဲ့ community မှာတစ်စိတ်တစ်ပိုင်းနေပါဝင်လို့ရပြီဆိုတာသတင်းပါရပါတယ်